ရွှေဖူးစုမတော်တော်ဆုံးလွယ်နော်ဟုတ်တယ်ကျွန်တော်အများကြီးပဲစိုင်ကြီးတွေမှာခင်ကျွန်တော်ဆူရှိသွားစားသလိုပြီးလင်းမျိုးရမှာပြီးတော့ဈေးကတော့လုံးဝကွာသွားမှာမသိကြတော့နော်အမွေးအနံလေးထွက်လာရတော့မွေးညာပဲမ တော့ခိုင်းလို့ခန်းန်းဆက်လက်စားလို့ရှိရင်ပုံမှန်ဆိုအောက်မှာထမင်းပါတယ်အပေါ်မှာခန်းန်းဆက်လက်နည်းနည်းလေးမဝအောင်အဲ့ဒါကြီးကြည့်ပဲထိုင်စားကျင်နေကြတာကြာပြီဒီမှာစားခွင့်ရပြီလာစားနော်စားတဲ့ခါလေးတွေဈေးနှုန်းလေးတွေကတော့2500နဲ့စပြီးရော2800အဲ့လိုဈေးအဆင့်ဆက်လေးရှိရပေါ့သူ့အမျိုးအစားပေါ့ဝင်တည်ပြီးရောပေါ့နော်နောက်ကကောင်ဝိုင်းတက်ကြနေတယ်နောက်ကကောင်ကရမ်းနေတာခင်ဗျာ ။ဆူရှိကိုရှိဆိုင်လေးကနေကျူးစွားရရှင်။ခါကျတော့ဒီနေ့ဆူရှိလိပ်ပြရင်းတဲ့ခါကျတော့စားမလို့ပေါ့။ခါကျတော့မစားရင်ဒီမှာမိဖို့ကြောင့်လည်းဝင်ရှုပ်ပြီးတော့အဲပရိသတ်ကြီးကိုလိပ်ပြမယ်ပေါ့နော်။ဒါ MP ပရိသတ်ကြီးကိုခေါ်လာတာ။အခုဒီနေရာကဘယ်နေရာလဲဆိုတော့တာမွေရာသူက street food ဆိုင်လေးပေါ့နော်။အဲသူကဟောမှာနေကျောရလမ်းမှာရှိရ။ဟုတ်ကဲ့နေကျောရလမ်းမှာရှိရ။နေကျောရလမ်းမှာရှိရ။ကဲလောလောဆယ်နောက်မှတေချာရှင်းပြမယ်။အခုခါကျတော့လိပ်လိုက်ကြအောင်။ဂျင်းကြီးလေးကိုလိုလေးပတ်လိုက်အောင်မယ်။အော်အဲ့လိုလိပ်ပတ်လိုက်တာ။အာဒါကြည့်ရတာလွယ်ရဒီလိုလိုက်တာဟာအရင်ခက်တယ်နော်လိုက်ဘူးလားမြင်ခိုင်းလို့လိုက်လို့ရှိရင်ပြပြီးွားရဲ့ တရားဆိုလို့ရှိရင်လေတော်တော်ကြိုက်တာပြောရရင်မပြောတော့ခင်ဗျာစူရှိစားလို့ရှိရင်အဲ့ဒါအရင်စားတာစဉ်းစားမှုတဲ့အဲ့တုန်းကအပေါ်လေးတွေပဲပါတော့လေအဲ့ဒါကြီးတို့ငါတပကံလုံးစားရရင်ဘယ်လိုများကောင်းမလဲပေါ့အဲ့လိုတော့တွေးဘူးလားအခုတော့တပကံတပကံလုံးတွေးပြီးစားလိုက်တော့မယ်ဒီချက်တရားပါနော်အပိသားရေပါနော်ကဲစားလို့ရပါပြီရှင်ပါစာပြီးတထုပ်လုံးစားနိုင်လို့ရှိရင်ခိုင်ကျုံမုတ်လိုက်ကြည့်မယ်ဒီထုပ်လိုက်ကြီးစားနိုင်စိတ်ခေါ်ရင်တော့ပြည့်တဲ့ကြီး န်လေးထွက်လာတယ်။ကဲစားလို့ရပါပြီ။ဒါလေးကတော့ဘယ်လိုဘယ်လိုခေါ်လဲနော်။ဒါ cheese nigiri လို့ခေါ်တယ်ခင်ဗျာ။ကဲစားလို့ရပါပြီရှင်။ ကျေးဇူးတင်ပါတယ်လို့ပြီးအထက်မှာလိုက်အောင်မယ်တော်မဆရာကြီးအများကြီးရှိရဲ့ခက်ကြတာလေးယူသွားမယ်ပေါ့နော်ချွေးဖို့ဆိုမှတော်တော်ဆုံးတယ်နော်ဟုတ်ကဲ့ခင်ဗျာဟုတ်နော်အများကြီးပဲစိုင်ကြီးတွေမှာခင်ကျွန်တော်ဆူရှိသွားစားသလိုပြည်လင်းမျိုးရမှာပြီးတော့ဈေးကတော့လုံးဝကွာသောင်းမှာပေါ့တေချာတော့နော်နောက်ပြီးတော့စိုင်ကြီးတွေမှာဆိုလို့ရှိရင်ခင်ကျွန်တော်တခြား test တွေပါလေရှိမယ်ဒီမှာကြောင့်ချွေးဖို့လေးကိုဈေးတတတတနဲ့ဆူရှိအစုံစားလို့ရမယ်ပြီးလို့ရှိရင်ဒီမှာနာမည်ကြီးကတော့ဗာရှိတယ်လေဒီဒီဒီထဲမှာဒီမှာအစားအများဆုံးကတော့ဒီ signature လို့လည်းပြောလို့ရမယ်ခင်ဗျာဆူရှိကြော်လေးပေါ့နော်အဲ့ဒါလေးကတော့ စားအစားများကြတယ်။တခုမေးချင်တာလေဒီမှာလောက်တာလေတော်တော်လက်လက်အရင်မြန်တာပဲ။ဟုတ်။အဲအတွေ့အကြုံတွေဘယ်မှာများယူခဲ့ရလဲမသိဘူး။ဟုတ်ကျွန်တော်ကလွန်ခဲ့နှစ်6နှစ်9နှစ်လောက်တော့ကြာတော့ဟိုတယ်တခုမှာဂျပန်ရက်စတောရန့်မှာလုပ်ခဲ့တာခင်ဗျာ။ဟုတ်အဲ့ရနေဆရာတင်ပေးလိုက်တဲ့ဟာနဲ့ဆက်လုပ်နေတာ။ကျွန်တော်ကျတော့ငငယ်လေးတည်းကဟင်းချက်တာအယံဝါဒနာပါတာပေါ့။ဘယ်ကနေစဝါဒနာပါလဲဆိုတာတော့အမှတ်တရတော့ရှိတယ်။ဟုတ်။အရင်တော့ကကျွန်တော်ထင်တယ် Junction Square မှာတော့လာမသိဘူး။အဲ့တုန်းကကျွန်တော်တို့ဓလေ့ကားဆင်းတဲ့အချိန်ပါဗျာ။စပုံမှုဝစ်စုံနဲ့ ဟုတ် chef တယောက်ကကျွန်တော်ရဲ့အရှိမသူဘာကိစ္စတစ်ခုခုရှိလို့ပေါ့နော်အောက်ဆင်းသွားတဲ့အချိန်မှာကျွန်တော်အဲ uniform ကိုအရင်ကြိုက်သွားတာ။အော်ပထမဆုံးအရင်ဆုံးဝါသနာပါခဲ့တာအဲ uniform ကြီးကိုကျွန်တော်ကအရင်ကြိုက်ပြီးအဖြူလေးပေါ့အဲ့လိုဟုတ်အောင်ထုတ်တင်နေပေါ့အဖြူလေး။အဲ့ရနေစပြီးတော့ဟိုပုံမှန်လဲအိမ်မှာလဲအမေနဲ့အတူတူဟင်းချက်တာပါညာနဲ့ဆိုတော့ဒီပြင်းနဲ့ဝါနာပါဟင်းချက်တဲ့ဘက်ကို ူပြီးတော့ prefer ဖြစ်သွားတာဟုတ်ကဲ့ပါကျွန်တော်ဆိုင်ရတော့သိမကြသေးကျွန်တော်တို့6လလောက်ပဲရှိရုံနဲ့ခင်ဗျဟို online မှာကတော့ကျွန်တော်၄နှစ်ကျော်ပြီခင်ဗျအော် online မှာလည်းရှိရယ်လိစာလေးကိုအတိအကျလေးပြန်ညှို့မိပါလားလိစာကကျွန်တော်တို့ကြောင်မြောင်းပေါ့နော်ကြောင်မြောင်းတတိပဋ္ဌာန်လမ်းအလိုက်ညကြောရလမ်းပေါ်မှာရှိရယ်ခင်ဗျကျွန်တော်တို့၄နာရီရနေပြီးတော့ည၈နာရီခွဲတိညနေတစ်ပိုင်းပဲဖွင့်ပါပေါ့နော် live ကိုပို့ပေးလာဒီကြောင်မြောင်းတော့ဝိုက်ပေးပါ live ပို့ပေးတယ် online ရကျတော့ကျွန်တော်တို့၁၇နာရီတစ်ချိန်၄နာရီခွဲတစ်ချိန်နှစ်ချိန်ပို့ပေးတယ်ခင်ဗျအဲ့တော့အဓိကကလေလာစားကြည့်ပေါ့နော်ခင်ဗျတို့ကဒါ street food မှာလုံးဝဆိုင်ကြီးတွေမှာသွားစားတယ်လို့မျိုးတိချာလေးလောက်တာဒီပုံလေးကအတိုင်းလေးတွေပဲအဲ့ န်ယူလည်းမြည်ကြည့်မယ်ဘလုံးနေလဲဘယ်ဟာအကျိုက်ဆုံးလဲပြောပြပေးမယ်နော်ကျေးဇူးပါဟုတ်ကဲစားကြစို့ခိုင်စို့မဟာအများကြီးပဲเนาะ အဲဒီမှာဆိုလို့ရှိရင်ဒါဆာဗာငါပါမယ်နောက်ပြီးရင်အဲဆာမွန်ဆာရှိမိပါမယ်ဒါကတော့ဆူရှိကြောနောက်ပြီးဒီမှာ cheese လေးနဲ့လုပ်ထားတာလေးအဲ့ဒါလေးတခါမစားဘူးဒါကတော့ကို့အကြိုက်ဆုံး favorite အဲအရင်ကြိုက်တယ်ဒါလေးလေးအခုလောစေဒီဟာလေးကိုခိုင်းဆိုစားတော့မှာနော်တခါလေးမပြောတော့ဘူးစားလိုက်စားတော့မှာ ားကောင်းပါရဲ့အရင်ဒါပေမဲ့ခိုင်ကျွန်တော်အားလုံးမှာအကြိုက်ဆုံးဆိုတာတော့ရှိရပါတော့။ခိုင်ကျွန်တော်ထုံးစံတိုင်းလိမ္မအောင်လေးရင်းကြိုက်တဲ့တည်မလား။လိမ္မအောင်ပြောရမြဲတယ်။အဲ့ဥလေးတွေဖောက်ဖောက်ဖောက်ကိုကြိုက်တာ။နောက်ပြီးဘာကြိုက်သေးလဲဆိုတော့ခနန်းဆက်လက်ကတော့ကြိုက်တယ်။အဲ့ဒါတော့ထုံးစံတိုင်းကြိုက်တာ။ကျန်းစာလေးလည်းကောင်းပါရဲ့ဒါပေမဲ့အကြိုက်ဆုံးဆိုရင်အဲ့နှစ်ခု။ဖတ်စားလိုက်အောင်ခဏလေး။ဒါလေးစားကြည့်ခြင်းနေရအရန်ပဲ။ခဏလေးတော့မှုန်းနေရပဲ။ဒါလေးစားမယ်နော်။ဒါလေးကလုံးဝအစိမ့်အစိမ့်လေးပဲအဓိက။ခုန WhatsApp အဆက်ရတာလေးရောတိတိပပလေးပဲပါတာ။အဲ့တော့အဆက်ကြောက်တဲ့သူလည်းစားလို့ရတယ်။ ဒီနေ့ခိုင်ဆိုတာစဉ်းစားတာပေါ့နော်သူများရဲ့လေအဲ့လိုလေနိုင်ငံခြားမှာလေဒါတဝိုင်းတော့အပြည့်ကိုကုံအောင်စားသွားတာလေငါရောအဲ့လိုဘာလို့မစားနိုင်ရမှာလဲလို့တွေးရအဲ့ကြောင့်မလို့ဒီနေ့ရအောင်စားပြမယ်ကြည့်ကြည့်ပါဖြစ်နိုင်လားမဖြစ်နိုင်လားကြည့်လိုက်ရအောင်အိမ်မက်ဒီနေ့မှာတကယ်ပြည့်ဝခဲ့ပြီဘာလို့လဲဆိုတော့ခိုင်ဆိုခန်းဆက်လက်စားလို့ရှိရင်ပုံမှန်ဆိုအောက်မှာထမင်းပါတယ်အပေါ်မှာခန်းဆက်လက်နည်းနည်းလေးမဝအောင်အဲ့ဟာကြီးကြည့်ပဲထိုင်စားချင်နေခဲ့တာကြာပြီဒီမှာစားခွင့်ရပြီလာစားနော်ကျိုးစောပါလေးစားတော့မယ်ဒါလေးတာလေးစားရင်အဲ့လိုမျိုးပေါ့ပေါ့လေးတွေလည်းလိုက်ရတယ် ာလေးတွေဈေးနှုန်းလေးတွေကတော့2500နဲ့စပြီးရောဆို2800အဲ့လိုဈေးအဆင်ဆက်လေးရှိရပေါ့သူ့အမျိုးသားပေါ့ငွေတည်ပြီးရောပေါ့နော်အခုလောလောဆယ်တော့ဟိုညစားစီက3ဘွဲပဲကျန်တော့တယ်နော်မြင်သလားမမြင်လို့မကြည့်ဘူးပြီးသွားပြီအခုတစ်ချက်တော့ဘိုက်ကတော့ရနေသေးတယ်ပုံမှန်လေးခိုင်သွားလေးဒါမစားမစားအောင်ပေါ့နော်ဆယ်မောဘာလို့လဲဆိုတော့ခိုင်သွားအစိမ်းစားမှာနည်းနည်းကြိုက်ဝဲချင်းမှာပါရလို့လည်းမပါရဒါပေမဲ့ဒီနေ့တော့အားလုံးပဲရှိမှာစားအောင်မယ်ပေါ့နော်ညီပါအောင်ဖြောင်းမှလုံးဝပျော်သွားလို့ပဲ။ဖောက်ကောင်းပါမယ်ရှင်။ ငါရောကန်ကုန်သွားတယ်။ငါခုကြံသေးရဲ့။ဒါရောကုန်လိုက်ရမ်းထင်တာ။ဒါကတော့ဒီဆိုင်ရဲ့စခင်ချာလို့ပြောကြတယ်။ तू ကဆူရှိကြော်တဲ့ကြော်ဟားရယ်နော်။ချက်ဥရောကနန်းတို့အစုံထဲထားရတယ်ခင်ဗျာနော်။အကြိုက်ဆုံးတွေချာတွေ့ပါရင်မြင်ထက်ပြီးတော့ဟိုင်ကျကနာလေးဥလေးတွေအပြင်ရောဒါလေးတော့ကြိုက်တယ်။အားလုံးကောင်းမယ်ဒါလေး။ကျွတ်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 လာ။ကဲငါစားတော့မယ်။စားပါငါဒီလိုငါမျိုးကဒါဒီမှာဆို street food မှာရတယ်အရင်မှိုက်နေတယ်နော်။ ကဲဖီဖီစာဖီဖီလို့နေဂျပန်လိုဘယ်လိုနှုတ်ဆက်ကျေးဇူးတင်ပါတယ်ဆိုဘယ်လိုပြောရလဲအော်ဟုတ်တာပဲမပြတ်တင်ပြီးနေကြရပြီးအာရီကတ်တိုကိုဆိုင်ဘတ်ကျေးဇူးပါဟုတ်စားလို့ရန်ကောင်းပါတယ်အဓိကခိုင်ဆိုလို့ street food ဆိုင်မှာမအဲ့လိုဆူရှီကောင်းကောင်းအဆုံစားကျင်တဲ့သူလေးတွေအတွက် ဒီနေရာလေးကိုလာလို့ရပါတယ်ဟိုက်ဂျိုပေးနေကြ rating လေးလည်းပေးမယ်ဒီမှာနော် sushi ကိုရှိခဲ့ဆိုင်လေးရအဲ့တော့ဟိုက်ဂျိုတို့အမြင်ရတော့လေဟိုအစားအစာရဲ့တန်ရှင်းတည့်ရမှုကတော့တသက်ရရပဲနော်ထေချာလေးလုတ်ပေးရဖြစ်တဲ့အတွက်အဲ့တန်ရှင်းတည့်ရမှုကတော့ five star ပဲပေးပြရစီရှင်နောက်ပြီးတော့အရသာပိုင်းအရသာပိုင်းကတော့ခင်ဂျိုတော့ကြိုက်တယ်ဟိုက်ဂျိုစားနေကြ sushi ဆိုင်ကြီးရှိမှလို့ပဲအရသာကောင်းတယ် ီးတက်လဲဖိုက်စတာပါရှင်။အဲဈေးနှုန်းကတော့ရှိရှိစားတဲ့အခါမှာရတဲ့အမေတွေရဲ့ဈေးလေးရင်းနဲ့ဆိုလို့ရှိရင်ဒါအားလုံးလဲသိရတဲ့အတိုင်းပဲအဲ့ဒီဈေးလေးတွေပဲရှိရပါလေ။အဲ့အတွက်ကြောင့်ဈေးနှုန်းကတော့4ကြားပေးပြစီရှင်။ကဲအဲ့ဒါဆိုရှင်ခင်ဗျာပြန်တော့မယ်။အလားအပေးတဲ့သူတွေမြင်မြင်လာပေါ့အခုတော့မှောင်တော့မယ်။ဘိုက်ကတော့တော်တော်ပူပါပြီ။စားရတာကြည့်အောင်တင်းနေရပါပဲ။တတားလို့ပြန်ပြီးတော့